ဟောကြီးစတယ်ထက်ဆိုရင်ငြင်းတက်တက်အောင်မအမှန်တမ်းပြောတော့ဂျင်းမတင်နဲ့မထင်မထင်ပြောအားလုံးပဲမင်္ဂလာပါကိုရီးယန်ပီဇာဆိုတာ ਨੇ ဘယ်ပီဇာကိုပြင်းမြင်လဲ အားလုံးသိကြတဲ့ပီဇာမာရုဖြစ်ပါတယ်။အဲပီဇာမာရုကကပောင်မှာဆိုရှင်စိုင်ပေါင်း1050ကျော်ရှိတယ်။အဲပီဇာမာရုလွန်ခဲ့တဲ့9နှစ်ကျော်6နှစ်လောက်တုန်းကတခါစားပြဘူးပဲ။ချီကာဂိုပီဇာဆိုပြီးတော့လေ cheese တွေအရှိန်နဲ့ဆိုရအခုအဲ့အရာသာအတိုင်းအဲ့ပုံစံအတိုင်းရှိသေးတယ်။အဲ့ဒီဟာကိုလည်းစားပြမယ်။ပြီးရင်နောက်ထပ်ပီဇာမာရုကကိုရီးယန်ကြက်ကျော်ကနာမည်ကြီးတယ်။ကိုရီးယားကနေမှကြက်ကျော်ကြီးစားပြအဲ့ပုံစံအတိုင်းစားပြ။ Thalia steak Chicago pizza ဖြစ်ပါတယ်ခင်ဗျာ။တော့အမဲသားနဲ့ပေါ့နော်။ပေါ်မှာ parmesan cheese လေးနဲ့ထဲမှာ mozzarella cheese ကိုမှ double ထည့်တာ။ဒူးဒူးဒူး။အော် cheese တွေ ထပ်ဆိုရင်ငြင်းတက်တက်အောင်မအမြဲပြင်းတော့မတက်မရက်တော့ဒါပဲဖြတ်ချလိုက်တော့ချစ်စ်ဒီပလမ်ယာအင်နာဂျီအမြဲရပြပြရှင်မှုစတစ်ချစ်ကကိုပီဇာဖြစ်ပါခင်ဗျာပီဇာမာရိုရဲ့ဒီချစ်ကာဂိုပီဇာဘယ်တော့မှစိတ်မပြတ်စေရဘူး ့လွန်ခဲ့တဲ့အဲ့နှစ်ကျော်၆နှစ်လွန်ခဲ့တဲ့တခါစားတယ်အဲ့တုန်းကလည်းဒီလိုမျိုး cheese တွေအများကြီးနဲ့ရတာလုံးဝရှင်းအခုကကောင်းအောင်ဖြစ်တော့တွဲစားဖို့တဲ့ strawberry jam ပေးထားမမေ့တင်ပြောရပါတော့ဒီ cheese ကရတာကြောင့်သူကဥမာအချို့အငံတက်လေးပါငန်းတလေးပေါင်ဒီဘက်က strawberry jam ရဲ့အချို့အချင်းရတာလေးနဲ့ဆိုရှင် balance ဖြစ်ပြီးပို့ပြီးတော့ရတာပို့ရှိပါတယ်။ strawberry jam နဲ့ ပြင်သူ့ရဲ့ beef ကလည်းမင်းထင်တာကြီးလက်လို့ရှိရင်တော့မာနေမှုထင်တယ်မမာဘူးလူညံ့မှုေးတယ်တခုဒီတော့မှာသူ choose တဲ့ပြတဲ့အတွက် person နဲ့ take away ဆိုဘလို့မှစဉ်းမပြေအဲ့တော့ Chicago pizza စားမယ်ဆိုရင်စိုင်းမှာစားတာပိုကောင်းမတည့်ရင်တပ်ပါဝင်ဒီဘေးရအဖြူလေးရကျတော့ icing sugar ပါနော် ချီကာဂိုဗီဇာစတမ်မတ်မှာဆိုရင်စတမ်မတ်ပြေးရမြေကုစားတဲ့စတိတ်ဗီဇာတကယ်တော့ကိုကကင်ချီဘေးလိုပါဘူးဆိုရှင်သူကအစပလိုက်ပုံများအဲ့ချင်ညာရှင်တော့လူမျိုးဆွဲလဲဆွဲရလောက်အောင်ချီစတီကမများဘူးကွနော်အမေမင်းတို့ဆိုရင်လည်းဆိုရှင်ဒီစတိတ်ပီဇာတွေမှာပြီးဆွဲလို့ရတာလုံးဝမစားမဖြစ်စားမယ့်ချီကာဂိုပီဇာဖြစ်ပါတယ်။ဒါလေးကချီစီမာရုအိုပါပီဇာလေးဖြစ်ပါတယ်ခင်ဗျာ။ဒီမှာဒါရဒါဆိုဒီထဲမှာဆိုရှင်ဟမ်ပါတယ်၊ချယ်ရီတိုမက်တိုပါတယ်၊ဘရိုကလီပါတယ်။ဒီဘက်မှာကျတော့ဒဘယ်ချီစနဲ့ ဒီ cheese maru oba pizza ဆယ်မှတ်မှာဆိုရင်ကိုးမှတ်ပေးပါတယ်။မမေကတော်တော်သဘောကျတယ်။ဘာသာလို့ကောင်းရလဲ။ဘယ်တဲ့မှာပါလို့မျိုးစိတ်စိတ်နေနေတော့ကောင်းတော့ ကိုရီးယားကြော်ကြော်လေးရပါပြီခင်ဗျာအဲ့တော့ဒီရှေ့မှာရှိနေရတာဒါကတော့ sweet ganjon chicken ပေါ့နော် spicy ganjon လည်းရှိတယ်မင်းကဒီလို ganjon sauce နဲ့ဆိုရင် sweet ရတာလေးကိုပိုကြိုက်တော့ဒီဘက်က sweet ganjon ထည့်ထားတယ်မြန်မာတွေမှာလုံးဝမသားမဖြစ်ပေါ့နော်အရင်ကြိုက်ကြတာဘာလို့ဆိုတော့မာလာရတာပြောတယ်မာလာကြော်ကြော်လေးနဲ့ဒီပြုံမှာတခြားကြော်ကြော်ရတာလည်းရှိတယ်စင်ကူမှာဆိုရှင်လေးကပေါ့ onion နဲ့လေစားတဲ့ဟာလေးလည်းရှိတယ်ပြီး original flavor လည်းရှိတယ်မျိုးစုံရှိတယ်တခြား charcoal ပေါ့လည်းရှိတယ်မင်းကဒီနှစ်ခုကိုကြိုက်လို့ဒီနှစ်ခုကိုရွေးချယ်ထားဖြစ်ပါတယ်အဲ့တော့ဒီဘက်က sweet ကိုရင်ဆက်ဆက် ။နေရာကတော့6တုံးပါ6တုံးဆိုရင်ဒါကြက်တကောင်ရဲ့တချမ်းပါ။ဒါပြရမလာကြွကြွဖြစ်ပါလေ။အင်းမတဲမသူ့ကြက်တာဂျူစီပြင်းတော့ဆောက်ချောက်ပြင်းနေမှာမဟုတ်ဘူး။ပြင်းမလာရလာကြတော့မြန်မာတွေအကုန်လုံးကြိုက်ကြတယ်။ဆီကန်ကြောင်းနဲ့မလာကြွကြော်ဆိုမလာကြွကြော်ရတာပိုကြိုက်တယ်။သူ့စံမက်မှာဆိုရင်ရှစ်မှတ်ခွဲပေးမှာ ဘက်ကဆွေကန်ကြောင်းဆိုရင်ရှစ်မှတ်ရှစ်မှတ်ရှစ်မှတ်ခွဲဒီကြက်ကြော်လေးစားတဲ့ခါကျလို့ရှင်အဲ့အောက်မှာလေဒီမာလာအနှစ် sauce တွေရှိအဲ့ sauce တွေနဲ့အဲ့လိုတိတ်ချအကုန်နှံ့အောင်ငွေပြီးတော့စားရင်ပိုအရသာရှိ sauce များနဲ့စားရင်ပိုအရသာရှိရပါတော့ဒါလေးကတော့ seafood carbonara pasta ဖြစ်ပါတယ်ပါတယ်ကင်မွန်ပါတယ်ပုံစံပါတယ်ပေါ်မှာ cheese တွေပါတယ်ပြည့်တည်စားပါဦးခင်ဗျာ follow 15 Nah, the same as me. 7.5. Tadi ada spicy seafood topuki dia như Topuki dia yang sangat baik. Tapi kalau memang sani jamah tu, topuki ya. Mama tuk-tuk ni nak kira. Tu topuki cái Kena dah jauh này lewat cái này. ီးသွားတော့ပုတ်ကြီးရတာရဲ့မှာဆိုရင်တော်တော်ကြိုက်တယ်မှာပါဒီ spicy seafood တော့ပုတ်ကြီးကိုလည်းဆဲမှတ်မှာခုနမှတ်ပေးရအောင် ဒါလေးက spicy squid bibimbap ဖြစ်ပါတယ်။မင်းမင်းတို့ကြားဘူးလား bibimbap ပဲကြားဘူးတော့နော် bibimbap ဆိုတာသမင်းတုပ်ကိုရီးယားသမင်းတုပ်ဒါလေးက bibimbap bibimbap ကကြောသမင်းကြော်ပေါ့နော်သမင်းကြော်မှာ hot plate ပေါ်မှာ bo 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 နဲ့ cheese နဲ့အရင်ဆုံးအမြင်နဲ့အရင်စားရတယ်ပေါ့နော်အမြင်နဲ့စားတဲ့အချိန်မှာ cheese တွေ bo 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 ဆိုစားနေတယ်ဖြစ်တာ။အနံ့လည်းမွေးသမင်းကြော်အနံ့လေးနဲ့ cheese အနံ့လေးအမြင်ရောအနံ့ရောမိုက်တယ်။အရာတာကိုစားကြည့်လိုက်။ bibimbap လေးတုံးတောင်းပါဦးခင်ဗျာ။ cheese အမြင်လေးဝေးတယ်။ တော့ကိုရီးယားသမင်းညော်မှာအဲ့လို cheese နဲ့ရောလိုက်တဲ့ရတယ်မြေမြေပစ္စည်းတွေမှာကျတော့ရတာနည်းနည်း strong ဖြစ်တယ်မြေမြေဆက်မက်မှာ၅မက်လောက်ပဲပေးတယ်မြေမြေမိမအောင်မေးကြည့်လိုက်သူဘယ်လောက်ပဲမက်ပေးမလဲဒါမြေမအမနာပြောတော့ဂျင်းမတင်နဲ့မထင်မနိုင်ပြောဆက်မက်မှာဘယ်နှမက်ပေးမလဲဆက်မက်อืมအကြောင်းကြောင်းအတိုင်းမတူအောင် မင်းကြတယ်သမင်းညော်တာမျိုးလေးဆိုရင်တင်မကြမင်းမင်းမျိုးသမီးကြတာဒါလေးကိုဆက်မမှရှစ်မှတ်ပေးရဲ့ဟုတ်ကဲ့အဲ့တော့မင်းဆိုင်နေစားဝရည်တယ်မှာပေါ့နော်အကြိုက်ဆုံး၄ခုတော့ဒါဖြစ်ပါတယ်အဲ့တော့ခုနကတော့အာပါစတာပေါ့လေပါပါဘာမဲ့အဲ့အရာတွေကတော့ normal ပေါ့နော်လုံးဝမစားမဖြစ်စားတဲ့အရာဒီလေးမျိုးဖြစ်ပါတယ်အဲ့ဒီထဲမှာအကြိုက်ဆုံးကဒီ stick chicago pizza အရန်ရန်ကြိုက်စင်မမှာစင်မအပြည့်အဲ့တော့ဗီဇာမာရူမှာပဲဒီလိုမျိုးအရသာရအောင်နော်ဆိုတော့ဒါလုံးဝမဆမ်းမပြစ်စားတဲ့ stick chicken ကိုဗီဇာပြီးနောက်တစ်ခုကကျတော့ cheese maru oppa pizza ဒါလေးလည်းတော်တော်စားလို့ကောင်းတယ်ဒီအရဆို sweet ganjan sauce ဒီဘက်ကတော့မာလာမြန်မာမှာဆိုရင်မာလာနဲ့ဆိုရင်တော်တော်များများကြိုက်ကြရများမြင်းဆန်လည်းကြိုက် တော့ဒီလေးမျိုးကမစမ်းဖြစ်စားတဲ့အရာပါ pizza mario ကိုရောက်လို့ရှိရင်ဒီလေးကိုစားတင်ပါတယ် convention ဆိုင်ရဲ့ဆိုင်ရဲ့ the central area က pizza mario ဆိုင်ဖြစ်ပါတယ်အပေါ်တက်မှာလည်းရှိရအောက်ထက်မှာလည်းရှိပေါ်တက်မှာနည်းနည်းလေးပိုတယ်အောက်ထက်မှာဆိုတော့ပိုကောင်းတယ် the central ဆိုင်အပြင်က junction square မှာလည်းရှိတယ် junction square မှာဆိုရင် level 2ပေါ့နော် level 2မှာရှိရပြီးနောက်တစ်ဆိုင်က terminal end မှာရှိတယ်မန္တလေးမှာဆိုလို့ရှိရင် dan 80 26 29လမ်းမှာဒီဆိုင်ရှိရပါတော့။ဒါကတော့ Pizza Mario ဆိုင်နေဖြစ်ပါတယ်။ပြီးရှင် Pizza Mario Express ဆိုပြီးနောက်မြတ်နှစ်ဆိုင်ရှိသေးရအောင်။အဲ့ဒါဘာမှလဲဆိုရှင် Capital မှာဒီဆိုင်ရှိရဲ့နောက်တစ်ဆိုင်ကကြာဒီမြောက်တကုံမှာအတိဖွင့်လိုက် က်တဲ့ Ninja Park လေအဲ့ထဲမှာရှိဆိုတော့ Pizza Mart Express မှာနောက်နေ့ကျမှထပ်ပြီးတော့စပြအောင်အားလုံးကျေးဇူးတင်ပါတယ်